မင်္ဂလာပါဒီနေ့တော့ Greeny Tuna ပြုစီရုံရဲ့ရုပ်တိဖွဲ့ပွဲခါနာပြလို့ရတဲ့တဲ့လာဆယ်ယာလေချောင်းနဲ့ဘုတ်ချက်ခရပီဒေတာကတူဦးတေဆောရတဲ့တဲ့မောင်ရွာမတလေးလာပိုင်မှာစင်ကြီးတားတွားလာဖို့အတွက်ကိထွဲ့ယူနေတဲ့စစ်ကော်မရှင်တာတာကိုတိုက်ခိုက်လို့တော့ဦးတေဆောပြီးလက်နဲ့ခရသိစီရမနေတဲ့တဲ့စားရတဲ့တဲ့တွေပါဝင်ဖန်ဒရယ်ဖရဲ့ဒီနေ့အော်တိုဘလာ7ရက်အတွက်နေ့စစ်တတိတကိုကြားရမှာပါနောက်ပိုင်းမှာတော့နိုင်ငံတကာတတိတကိုကြားကြားရမှာပါ ရိနီပီတနေရာမှာပရိနီတူနာပြုမြစီရောက်ခဲ့နေရဲ့ရွေးချက်တကိုဆက်လက်ကောက်ထဲပေါ်ပြီးဆောက်ရွက်နိုင်ဖို့အတွက်ရုပ်တိကိုထပ်မတိုးချက်တိဆောက်ခဲ့တယ်လို့သိရပါတယ် KNA ရဲ့ရုပ်တိဖွေးပွဲအခမ်းအနားကိုတော့မင်းနေအော်တိုဘာလ10ရက်မှာပြုလုပ်ခဲ့ပြီးကက်တလီဘုတ်တော်ကြီးတွေ၊ Greenie ပြည်အတိုင်ပိခါကောက်စီဝေတွေ၊ Greenie ပြည်ဂျာကလာအချုပ်ရေးကောက်စီ IEC ကကိုယ်စားလှယ်တွေ၊ဌာနတာဝန်ရှိသူတွေ၊ကကွေရေးဌာနကဒူးဝူချေ၊ရက်ကွဲအချုပ်ရေးမှုတွေနဲ့ CDNA အစုမနမနေတရားအပိတ်ခဲ့တယ်လို့ KNA ကတည်းက TP ထုတ်ပြထားပါတယ်။ Greeny Tuna ပြုများ CEO KNA ကိုစစ်ကွန်ရှင်တာကနေအနာတိုက်ပြီးနောက်2022ခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာစတင်ဖွဲ့စည်းတူထောက်ခဲ့ရပါ။ KNA ဟာ Greeny ပြည်အတွင်း IC ကနေတာမထားတဲ့မြို့နယ်ကိုမြို့နယ်မှာဂျာမန်ရေမှုဆောင်မှုတွေပေးနေတယ်လို့တည်ရပါတယ်။ကချင်ပင်နယ်ဆောလွန်မြို့နယ်လာဆယ်ကျေးရွာကိုမနေ့ကအော်တိုဘန်လာဆယ်ရဲမှာ အနာတိတ်စစ်တပ်ကလေကြောင်းနဲ့ဗုတ်ကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေတာကတူဦးတိဆောက်ခဲ့တယ်လို့သိရပါတယ်။မင်းနဲ့မွန်လွဲ၃နိုင်လောက်ကလက်ဆဲကျွရတွေကို အနာတိတ်စစ်တပ်ကလေကြောင်းနဲ့ဗုတ်၆လောက်ကျဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ဒေတာတွေ့တဲ့ရင်းမြစ်ကပြောပါတယ်။အစ်ဒီလေကြောင်းတိုက်ခိုက်ခံရမှုမှာကလင်းငယ်တူဦးအပါဝင်ဒေတာခပြတူဦးတရားရခဲ့ပြီးအတက်လစ်ဆက်ခအရွယ်မရာဆလတ်ဆူတူတိဆောက်ခဲ့တယ်လို့ဒေတာခရကပြောပြပါတယ်။ နှစ်ရှိမှလက်ဆက် data ကိုကချစ်တမနော် KNA ကထိတ်ချုပ်စုမှုထားတာဖြစ်ပါတယ်။စကိုင်းတိုင်းမော်ရွာမတ်တလင်းလာပိုင်းမှာစစ်ကွန်ရှင်တာရဲ့စစ်ရေးတာတွေတွာလာဖို့အတွက်ကိထွဲယူနေတဲ့စစ်ကွန်ရှင်တာတာတွေကိုတော်လိုင်းရဲ့တပ်ဖွဲ့တွေကတိုက်ခတ်ခဲ့ရာစစ်ကွန်ရှင်တာတာတို့တိစုပ်ခဲ့ပြီးလက်နက်ခဲယံတွေကိုလည်းတိစီရမိခဲ့တယ်လို့ Special Force 11 LPDF ရဲ့တတိယနေ့ပြကြရတောက်ခါရေပေါ်မှာမိုက်က Fender Effect ကိုပြောပါတယ်။ မနေ့အော်တိုဘလ10ရက်မနေ့9နိုင်ဝန်းကျင်လမှာ Special 411 LPDF နဲ့ချောင်းဦးမြို့နယ်ပကဖာတိုက်ခိုက်ရတာချောင်း PDF တို့ကနေစစ်ကွန်ရှင်တပ်တော်ကိုပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးစစ်ကွန်ရှင်တပ်တော်တို့ကတော့ထွေပြေလွတ်မြောက်သွားခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲအတွင်းစစ်ကွန်ရှင်တပ်ကနေလက်နက်ကြီးတွေနဲ့ပြစ်ကူပေးခဲ့တာတွေရှိခဲ့ပြီးမိနစ်၂၀ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်တော်လိုက်ရတပ်ဖွဲ့တွေကနေတိုက်ဆောက်ခွာပေးတဲ့အချိန်မှာစစ်ကွန်ရှင်တပ်ဖက်က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာကိုတခြားကကဆက်တစီနဲ့ရောက်လာခဲ့ပြီးတနငယ်တွင်လည်းရတပစ်ခတ်ခဲ့တယ်လို့လဲဆိုပါတယ်။ခရီးနီပြင်းရှင်းကလေးရကောင်ရဲ့ရောင်နေလူမှုဖြုတ်ဖြုတ်တုတ်တဲ့ရေချာကိုမင်းနီအော်တိုဘလာ၁၀ရက်မှာကြောက်ဖွေးပွဲအခါနာပြုလုပ်ပြီးစက်တေဖွင့်လင်းခဲ့ပါတယ်။တင်ဒါတာတင်ဒါတူအယောက်30ကို password အနေနဲ့စက်တေတေချာပေးမှာဖြစ်ပြီး short top တူအယောက်100ကျော်ရှိခဲ့တယ်လို့သိရပါတယ်။တင်ဒါကလဒေါ်လာတာချမ်းမြင့်မှာဖြစ်ပြီး social development လူမှုဖြိုဖြိုတိုတဲရင်တဲ့သက်ဆိုင်တဲ့ဘာသာရ60ရခိုင်နှုန်းနဲ့အခြေခံတဲ့မွေးပညာရတွေတရားပို့ချပေးတော့မှာဖြစ်ပါတယ်။ကျောက်ဖွဲ့ပွဲမှာ Greeny ပြည်ဂျာကလာအချိုရဲ့ကောက် CIEC ပညာရေးဌာနကတာဝူရှိတူတွေတက်ရောက်ခဲ့ကြပြီးဘူနာတာအထက်တာကျောက်တာတွေကကရရိုးရအကန့်တွေနဲ့ဖြောပြစ်တိဆက်ခဲ့ကြပါတယ်။ကျောင်းအတွင်း CTM ဆရာဆရာမရှိဦးကိုရွေးချယ်ခဲ့ပြီးတင်ကြားရေးတင်တာပို့ချခဲ့ရ ပြီးခဲ့တဲ့ဆက်တဘာလ14ရက်နေ့မှာပြီးဆုံးခဲ့ပါတယ်။ရောင်နေလူမှုဖြူဖြူရေးကြောင့်ကလင်းရကောအဖွဲ့ရဲ့ပထမဦးစုစားတည်တည်တောက်ခဲ့တဲ့ကြောင့်ဖြစ်တယ်လို့လည်းသိရပါတယ်။အခုစေပီရောနိုင်ငံတကာတည်တည်တောက်ကိုကြားချရမှာပါ။မလေးရှားနိုင်ငံချားယေဝချီမိုဟာမက်ဟဆန်နေပြည်တော်ကိုလာရောက်တာနဲ့ပတ်သက်ပြီးစစ်တပ်ရဲ့မြန်မာအလေးတည်ဆာမှာပေါ်ပြထားတဲ့မလေးရှားနိုင်ငံကမြန်မာရေကောက်ပွဲအတွက်ဆော့ချစ်လေးလာရဲ့ဖွဲ့စစ်လုပ်မယ်ဆိုတဲ့လွယ်မစွာပေါ်ပြချက်တွေကို မလေးရှားအစိုးရအနေနဲ့ခွင့်မပြုဖို့နဲ့မြန်မာပေါ်မလေးရှားရဲ့အခြေခံကြားရရတီချက်ကိုဆက်ပြီးထိုက်တိုက်ထားဖို့မလေးရှားနိုင်ငံကပညာရှင်တွေနဲ့မူဝါဒရေးဆိုင်ရာကြွားချက်တူတွေနဲ့ဖွဲ့စည်းထားတဲ့မလေးရှားကြွားချက်လေ့လာရေးဖွဲ့နဲ့မြန်မာနိုင်ငံဆိုင်ရာမလေးရှားအကြပေးဖွဲ့ကဒီနေ့မှတိုက်တိုးတဲ့ထောက်ပြချက်တစ်စောင်ထုတ်ပြန်လိုက်ပါတယ်မြန်မာအလဲတနေ့စာမှာရေကောက်ပွဲကြီးပပီးချိန်မှာမြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီလက်ချောက်ပေါ်မှာဆယ်လင်းလျှောက်လောက်လောက်ဆောက်တော်မဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးယင်းနှစ်ပွဲလစ်စွာအမြင်တကိုဆွေးနွေးခဲ့တယ်လို့ဖော်ပြထားတဲ့အတွက်မလေးရှားကြောကြေလစ်လိုက်ရဲ့အဖွဲ့နဲ့မြန်မာနိုင်ငံဆိုင်ရာမလေးရှားအကြပေးအဖွဲ့တို့ကမလေးရှားနိုင်ငံရဲ့နေပြည်တော်နဲ့ထိတွေ့ဆက်ဆံမှုတွေဟာအစီအရာရဲ့တဘောတူညီချက်လာရတဲ့အညီလူသားချင်းစာနာထောက်တမှုဆိုင်ရာအကူအညီတွေနဲ့အကြပ်ဖက်မှုတွေရဆက်ရကိုဦးစားပေးဆက်လက်လှောက်ဆောင်တည်တယ်လို့ဆိုထားပါတယ်။အဲ့ဒီထောက်ပြချက်မှာ မလေးရှားအနေနဲ့စစ်သားနဲ့ပဲဆွေးနွေးတာမျိုးမဟုတ်ပဲအမျိုးသားညီညွတ်ရဲ့အဆိုအရတိုက်ရိုက်တော်လိုက်ရဲ့အဖွဲ့တွေနဲ့အရဖက်လူအဖွဲ့စီတွေပါပဲပြည်ပခတ်မှာပါဝင်တဲ့အဖွဲ့အလုံးနဲ့ပွပွလေးလေးဆက်ဆပ်ဖို့အစီအရရတီချက်ကိုမြန်မာစစ်အဆိုအရက ချဲလက်တာဒါမှမဟုတ်ရမစာလက်ဖြတ်တာမျိုးမရှိကြောင်းတေချာစစ်ဖို့တိုက်တွန်းထားပါတယ်စစ်အဆိုအရဟာအစီအရရဲ့ငေးချရဲ့ဂတိကဝတ်တွေကိုလိုက်နာဖို့ရည်ရချက်မရှိတဲ့အထောက်ထားအနေနဲ့ စကိုင်းမှာတတိကျုံမိထုံနေတဲ့အရတားတကိုပရာမော်တာနဲ့တိုက်ခိုက်မှုအပါဝင်မြန်မာနိုင်ငံမှာမကြတိမိကဖြစ်ခဲ့တဲ့အကြဖဲမှုများကိုရှုတ်ချတယ်လို့လည်းအဲ့ဒီအဖွဲ့အဖွဲ့ကရှုတ်ချထားပါတယ်တတိတိကိုတော့မလေးရှားနိုင်ငံကမလေးမေးတတိဌာနကိုကိုကပေါ်ပြထားတာပါဗင်နီဇွဲလာတိုက်ခါကဆောင်အသက်58နှစ်အရွယ်ဆက်မှုအင်ဂျင်နီယာမာရီယာကိုရီနာမာချာတိုကိုတောက်ချန်နီကနိုဘယ်ငွေချရေးဆုချီးမြှင့်ခဲ့ပါတယ် သူဟာဆက်စွန်းနဲ့တခုကြောချာစီးပွားရေးနဲ့လူမှုရေးပြုလဲမှုကြောင့်နိုင်ငံရဲ့အရာကွက်လွဲနေတဲ့လူထုကိုလူခဲတဲ့နဲ့နဲ့ကြောကပြပေးအဖြစ်စေခဲ့တဲ့သူလည်းဖြစ်ပါတယ်။ပြီးခဲတဲ့နှစ်ဗင်နီဇွဲလားရေကောက်ပွဲမှာရေကောက်ပွဲကော်မရှင်ကတမဒမဒူရိုနဲ့ပူပေါင်းပြီးတမဒမဒူရိုကိုတမဒအဖြစ်နောက်ထပ်တက်တိုးအနိုင်ရပြီးတဲ့နောက်2024ခုနှစ်ခေတ်ကမာရီယာကိုရီနာမချတ်တိုကဗင်နီဇွဲလားနိုင်ငံထဲမှာပေါ်အောင်နေခဲ့ရတာပါ။ဗင်နီဇွဲလားပြည်သူတွေအတွက်ဒီမိုကရေစီအခွင့်အရေးမြင့်တင်ပေးတာနဲ့ အာနာရှိစနစ်ကနေဒီမိုကရေစီစနစ်ကိုတရားမျှတပြီးငှိချစွာအတွေ့ကူပြရေးကျပမှုတို့အတွက်မချတော့ကိုနော်ဝေးနိုဘယ်ကော်မတီကကွန်ပျူတာချိန်ခဲ့ရလို့ကော်မတီကပြောပါတယ်တတတကိုရိုက်တာတတထနာကိုကိုကဖော်ပြခဲ့တာပါဒီနေ့အော်တိုဘလာ7ရဲ့ Federal Fairness Day နဲ့နိုင်ငံတကာတတတကိုချက်ခဲ့ရတာပါကျွန်တော်တည်ဖို့ပါခင်ဗျာ